ပြင်ဆမ်းမင်းသားအဲ့တေးတယောက်ပြောတာကြားဘူးလေဗာလေဒီဒီတုံမန်းနေရပြန်ပြီးတော့ကဲရတဲ့ဖြစ်စဉ်မျိုးကြီးရှိတယ်ဆိုပြီးတော့အဲအဲ့ဒါအဲ့ဒါဆမ်းမင်းသားတည်လာအဲတိုက်ဝဲလက်နဲ့ကြီးလာကြဲရလားလင်းလာကြဲရလားမသိဘူးအဲ့လိုကြဲတဲ့ချိန်မှာအဲ့အဲ့ဘလိုဘလိုဆမ်းမင်းသားတည်လောက်ပြောလေလင်းရလာကြဲတာလေလင်းရလာကြဲတဲ့ချိန်မှာတုံမန်းနေရလည်းအများကြီးပဲအဲ့ဒီဆန်တင်ကြောင်းထဲမှာလေအဲ့လိုဖြစ်တဲ့အချိန်မျိုးမှာက တုံ့ပြန်နဲ့လည်းဒဏ်ရာဒဏ်ချက်ရရတဲ့လူတွေလည်းရှိတယ်ဒဏ်ရာမရတဲ့လူတွေရှိတယ်အဲ့ဒီခြေနေမျိုးမှာဆိုအားလုံးကဲဒင်းလာကျဲလဲကျဲပြီးအကုန်လုံးကမိနေဆွဲလောင်ကုန်ကားလည်းမိလောင်ကုန်ပြီနော်အဲ့ဒီခြေနေမျိုးမှာဆိုတော့အကုန်လုံးသူဆွဲကိုဆွဲအကုန်ဆွဲကြတယ်သူတို့ကိုယ်တိုင်ကလည်းဟာလာတဲ့ကူပစ္စည်းတွေကူချောင်းဟာပဲမပေါ်ရမလဲပြမရွှေ့ရမလဲပေါ့အဲ့လိုမျိုးကသူတို့လည်းပြန်ပြန်ကယ်ကြတာပဲပေါ့နော်အပြန်လန်အဲ့လိုမျိုးပေါ့နော်သူတို့မထွက်ပြေးဘူးအင်းထွက်မပြေးဘူးအဲ့ သူအမှန်ဆိုအခွင့်အရေးရတယ်နော်သူပြေးလို့ရတယ်နော်အဲ့ဒီချိန်ပြေးတော့ကျွန်တော်တို့လည်းဘယ်သူလိုက်ရမှမသိဘူးအများကြီးအပုံလိုက်ဆိုတော့အော်ဒါလည်းမြစ်တာတရားပဲလေနော်အဲ့ဒါအဲ့ဒါကောင်းမွန်မွန်ထားပြီးရသူတို့မတက်ဘူးဆိုတော့သူတို့နားလေလာတဲ့ချိန်မှာသူတို့ဒီလိုပြန်ကူဖို့ဖြစ်လာတာပေါ့နော်အဲ့တယောက်ဆိုပြောရသူကကျွန်တော်ကျွန်တော်လည်းပြေးတာလေဒီ group ချင်းတွေကရောက်တနက်ပါမလာဘူးပေါ့နော်အဲ့နဲ့အဲ့အချင်းသားဒီအုံမန်းတယောက်ကတနက်လာပြေးရပေါ့ရောရောတနက်ကြံခဲ့တယ်ပေါ့နော်။ဟောတကယ်အဲ့လိုကြီးတွေလာပေါ့နော်။ KNDF ဖြစ်စင်နေလဲနော်။မိုက်တယ်တကယ်အများကြီးပဲ။ စဉ်းစားနေတဲ့အမတ်အမတ်ရစရာအများကြီးပဲတကယ်တော့ကျွန်တော်လေအာပို့စရီတခုပြီးတခုတင်လို့တင်ဖို့အများကြီးကြံ့နေပေါ့နော်ဒါပေမဲ့ကျွန်တော်တောင်းတိတ်မရှိတိတ်မရှိဆိုတော့တောင်းမရှိတော့တဲ့နောက်ပိုင်းမှာကျွန်တော်အဲ့ဒီဟာတွေကိုအခြားပြဖို့အများကြီးကျွန်တော်ပြေးလိုက်ရတယ်ပေါ့အမှန်ဆိုနှမျောစရာကြီးအများကြီးပဲသူတို့ဖြင့်သူတို့ ਨੇ ကျွန်တော်ထောင်ရောက်ပြီလို့ပြောရင်အဲ့ကျွန်တော်မင်းနိုင်ခံလိုက်တယ်မင်းနိုင်ခံလိုက်တယ်ငါးယောက်ပေါက်တယ်လို့ပြန်ရင်ငါးယောက်လောက်ကကျွန်တော်နဲ့ကိုစကား5မိနစ်လောက်ပြောခွင့်ပေးတယ် အဲ့ဆိုသူတို့အားလုံးကပြောချင်ကြရတယ်လေအားလုံးနှီးပါပေါ့နော်ပြောချင်ကြရတယ်ညွန်ကြိုင်းမူလာပြီလို့ပြောရင်ဆမင်းသားရောက်ပြီလို့ပြောရင်အ ਨੇ ဆုံးကတော့ရင်ဖွင့်ချင်တယ်ပေါ့ဆိုခုနကကျွန်တော်ပြောတယ်လို့မျိုးပဲနေ့ကဒါလှုပ်ပြီးနိုင်တယ်လို့ကျွန်တော်ကတိတော်မပေးဘူးသို့တော်လည်းပဲသူတို့ပြောတာအားလုံးကကျွန်တော်လေးလေးနဲ့နားထောင်တယ်သူတို့ငွေကျွန်တော်မြင်လိုက်ဝဲတယ်မြင်လိုက်ကြသူတို့တကယ်ပဲသူတို့နေရာမှာကုသဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့စိတ်ကလေးကလည်း ကျွန်တော်မခံစားကူဘဲနဲ့မနေနိုင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုတော့အနည်းဆုံးထောင်တစ်ခေါက်တွိုင်းလူတစ်ယောက်ကိုကျွန်တော်7မိနစ်အနည်းဆုံးတော့9မိနစ်လောက်စကားထိုင်ပြောနိုင်ဖို့ကျွန်တော်ကြိုးစားတယ်အချင်းသားရင်းနဲ့ပေါ့ဆိုဝန်ထမ်းတွေကပြောရင်ဆရာနိနိကကမ္မနီနဲ့သူတို့တွေကစစ်ခွေးတွေဖြစ်တဲ့အချိန်မျိုးကိုအန္တရာယ်ပြုနိုင်တယ်ဘာညာကျွန်တော်တော့မကြောက်သူတို့မလုလောင်ဘူးပေါ့လောက်လည်းမလုပါဘူးလို့ပါဒီလောက်မြေသာတရားပြေးွားနေเนาะကျွန်တော်အဓိကမြေသာတရားကြောင့်သိွားရေးဆိုတဲ့အခါကျရင် ဒါတွေကပြောင်းလဲတာပဲလေနော်ဟာတချင်းသူဆိုရဲအဲသူကရတယ်သူတို့ဂျားရီမှာပဲဒီလိုပဲစင်ပေါ်ဆိုရင်သူတို့အားလုံးရဲ့ဂျားမှာကျွန်တော်ကရတယ်သူတို့ကျွန်တော်ဘာမှလုပ်ပါဘူးနော်လူတွေကဟိုဘယ်လိုပြောရမလဲအရန်ဆိုရင်လွတ်နာပါပေါ့နော်တတိယတော့သူရှိရတာပေါ့လीနော်ဒါပေမဲ့သူတို့တွေကလုံးမလုပ်ဘူးကျွန်တော်တခြားလူအပေါ်မှာတော့မပြောတတ်ဘူးကျွန်တော်တော့သူတို့ဘာမှမလုပ်တော့ဘူးအဓိကဆရာမသားအဲ့လိုပေါ့ ဒီဖမ်းမိပြီဆိုတဲ့အချိန်မှာလည်းသူကအမျိုးမျိုးကွဲပြားပေါ့ပြီးတော့ဒီလူတွေကလည်းအတုံးချခံနေဖြစ်တာလေတကယ်ပြောရင်လေစစ်ကောင်စီဒီအာဏာရှင်ရဲ့ဝါလာမိုင်းတွေရိုက်သွင်းခြင်းခံရပြီးတော့အတုံးချခံနေဖြစ်တာ哦အဲ့ကြဟိုတကယ်တကယ်ပြန်ကြည့်မယ်လူသားချင်းတူတူပဲပေါ့နော်အဲ့ဒါအဲ့ဒီကြားထဲမှာသူတို့လောက်ခဲ့တဲ့အပြစ်ကိုသူတို့လောကအပြစ်ကပေးဆက်ပြီးသွားပြီဆိုရင်ဒါသူတို့လည်းထိုက်တန်တဲ့ဘဝတစ်ခုကိုရသင့်တယ်ပေါ့နော်ရသင့်တယ်အဲအဲ့လိုမျိုးပြောတဲ့အခါမှာ तू ကအဲခုနတစ်ခုလို့ပေါ့ဟို तू ကပြည်သူကိုတတ်ခဲ့တဲ့သူမျိုး ဒါမျိုးဆိုရင်တော့လည်းတစ်မျိုးပေါ့တစ်မျိုးသူတိုက်တဲ့နဲ့အပြစ်ဒဏ်တစ်မျိုးဖြစ်မှာပေါ့နော်အဲတချို့ကြတော့မဟုတ်ဘူးသူကစုဆောင်ခံရအတင်းစုဆောင်ခံရတာကိုဟိုတချို့ဆိုရင်ဈေးရောင်းနေနေပါသွားတယ်တဲ့အဲတချို့ဆိုရင်ဒါအရဲတောက်ပြီးတော့လမ်းပေါ်မှာအိတ်နေနေပါသွားတယ်ပေါ့နော်သူတို့လုံးဝဒီစစ်တပ်ထဲကိုမဝင်ကြဘူးလေပါစတွေပေါ့နော်အဲအဲကြောင့်အဲ့လိုမျိုးအဖွဲ့တွေဒီဘက်ကိုရောက်လာဆွဲချိန်မှာအချို့လူကကြတော့အဲ့လိုမယုံဘူးပေါ့နော်ပြည်သူတွေကအဲ့လိုအဲစစ်ကွေးယူနီဖောင်းဝတ်ဖူးသွားတာနဲ့ ကလုံးဝမယုံတော့ဘူးခွေးချင်းခွေးချင်းရှိတယ်အဲ့လိုအဲ့လိုဖြစ်ပြီးတော့အဲ့လိုဆိုရင်တက်ပြရမယ်အဲ့လိုကောင်းတယ်မယုံသိမ့်ဘူးဘာဘူးညာဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမလုတ်ခဲလို့ပြန်ပြီးတော့အတုံးဝင်နေရတာလည်းရှိရဆရာအဲ့ကျောင်းဒီတောင်ပိုင်းဘက်မှာဆိုရင်အဲ့လိုအောင်စရာနေအလင်းဝင်လာအလင်းဝင်လာပြီးတော့သူတို့လုံးဝမကြည်နက်ဘူးပေါ့နော်လုံးဝသူတို့စိတ်နဲ့သူတို့ဝင်လာကြဝင်လာပြီးတဲ့အချိန်မှာသူက PDF တင်တဲ့ပြန်တက်အဲကျောင်းပြန်တိုက်ချင်တယ်ဆိုရယ်ဆန္ဒပြရဲဆိုရယ်ရှိရအဲ့မှာ PDF တင်တဲ့ပြန်တက်တက်ပြီးတဲ့အချိန်မှာအဲ့အောင်စရာကိုပြန်တိုက်လာ ပြန်တိုက်နေတာအဲသူတို့ဆိုရင်လည်းကျွန်တော်မနှဲလိုက်ဆွဲရတယ်တဲ့အဲ့ဖွဲ့ဆိုအရန်ပြစ်လုံးလို့ဟိုအရန်နာကြီးပြောတော့ဒါပေမဲ့အဲ့လူတွေကိုသူတို့ကမယုံကြည်ဘူးယုံကြည်ရယ်ဆိုတဲ့အချိန်မှာအောက်ကမြင်ပြန်ရဲဘော်ရဲကြချိုးဖွဲ့ရအရန်ကိုအားကိုးရဆိုပြီးတီးတာအဲအဲ့လိုပြောတော့ဒါသူတို့ကိုလုံးဝမေတ္တာပေးပြီးတော့ခုနလိုပြောင်းလဲမှုတစ်ခုသူတို့အတွက်အခွင့်အရေးတစ်ခုပြန်ပေးလိုက်တဲ့ခါကျတော့ကိုစီရအဖွဲ့အစည်းတွေပါပြန်ပြီးတော့အထောက်ကူပြုလာမျိုးဖြစ်လာတာရှိတယ်ဟုတ်တယ်ရှိတယ်ကျွန်တော်တို့မှလည်းရှိတယ်ဥပမာဆိုဖမ်းမိပြီလို့ပြောရင်ကျွန်တော်တို့က ခေါ်သွားတဲ့လမ်းတစ်လျှောက်ပေါ့ခီတစ်ထောင်နားပြီလို့ပြောရင်ဘာဖြစ်လဲဆိုအဲအဲ့ဒါဘာကြီးလဲဟိုတို့အပြင်မှာတော့စစ်ခွေးတုံးနေလေနော်အဲ့ဒါစစ်ခွေးလားဆိုရင်ဟုတ်တယ်စစ်တုံးပန်းလေးအဲ့ဒါထောင်ပို့ရမယ်ဘာညာဆိုတော့အဲ့နွားတကောင်နဲ့လဲမယ်တဲ့အဲအဲ့လိုဒီသူကလူတယောက်ပေါ့နော်တို့လူတယောက်နွားတကောင်နဲ့လဲမယ်တဲ့အဝဲတကောင်နဲ့လဲမယ်ငါတို့အိုးငါတို့အိမ်ကြီးကိုဘယ်လိုလုပ်ခဲ့တာနော်တို့ပြည်သူဘယ်လိုနှိမ့်ဆက်ခဲ့တာဆိုတော့အဲ့လိုနွားနဲ့လဲမယ်လူနဲ့ဝဲနဲ့လဲမယ်လူနဲ့ပေါ့နော်ကျွန်တော်ကတာရရတယ်အဲ့လိုမလုပ်ရဘူးပေါ့ ဆိုတော့ဟိုကျွန်တော်တို့မှာတရကရှိတယ်ခုနဒီဘိုးကြီးပြောလို့မျိုးပဲဒီအဲလိုက်ကိုလော်ပီတာရေစခန်းကနေကျွန်တော်တို့ဒီဖမ်းလိုက်ရတဲ့အုပ်စုတွေရှိတယ်အဲ့ဒီဖွဲ့ရဆိုအကုန်လုံးဝန်ထမ်းပြန်ဖြစ်ပြီအခုဟုတ်နော်အချင်းထောင်ဝန်ထမ်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကသူတို့ဆက်ပြီးတော့မှအမှုဆက်တင်တဲ့ကိစ္စပိုင်းညာလည်းမလုပ်တော့ဘူးအဲရုံရှိလို့ဆိုပြီးတော့လုတ်လိုက်ရတော့ဗောနော်သူတို့ကလည်းအကုန်လုံး ACC ပဲ အဲအလုတ်လည်းလုတ်ကောင်းအလုတ်လုတ်လုတ်ကောင်းတဲ့အရွယ်လည်းဖြစ်တယ်အဲထထမင်းမြင်လည်းရှိကြတယ်ပေါ့နော်ဆိုအကုန်လုံးကအဲ့ဒီတစ်ဖွဲ့လုံးကတရားမကြံအကုန်လုံးထောင်ဝန်းနှန်းနေဖြစ်တယ်ကျွန်တော်လက်ထက်မှာကလေးကအဲ့ဖွဲ့လေးဟုတ်ဝိုင်းတယ်နော်အခုချိန်ထိလုံတော့မယ်ကျွန်တော်ကသာနာတာသူတို့မနာအကျိုးလည်းရှိပါတယ်နော်ကျွန်တော်အသက်လေးကျွန်တော်ဒီတော်လိုင်းမှာနော်လုံးဝအထူးဆန်းမကြဘူးတဲ့ဟာတွေပေါ့နော်မမျော်လင့်ထားတဲ့အကြောင်းအရာတွေအများတန်းရှိတယ်နော်လုံးဝမထင်ရတဲ့ဟာတွေပေါ့ သူလူကပြောလေဇမင်းသားဘာလို့ယုံတော့ငါကြည့်ရင်တို့ကယုံရလောက်တယ်ပေါ့နော်တို့ယုံရလောက်တယ်ပေါ့တို့တကယ်လေးယုံတယ်လေနော်ယုံလို့ပဲအလုပ်တွေတာဝန်တွေကျွန်တော်ပြန်ပေးတယ်အခုဆိုတာမန်ကျွန်တော်ဒီအရတာရှောက်တဲ့အရတာတော့မခက်ခဲခဲရှောက်ရသေးတယ်အဲ့အလုပ်ကိုတို့ရမလွယ်လွယ်လေးပဲထောင်းနေထောင်းဝင်နေဖြစ်သွားတာခုလေဟိုဟာတွေရနေတာအဲ့လိုမျိုးပေါ့နော်ဟုတ်ဟုတ်တကယ်လိုအပ်တယ်နော်ဟုတ်ဒီကတော့ဟိုအပြန်လည်နားလည်မှုပေါ့လေဟုတ် တချို့ကျတော့ဒီဟိုဟိုဘက်ကလူဆိုတဲ့တဒိုင်းကြီးကနေမကြော်နိုင်ဘူးပေါ့နော်တဒိုင်းကပပလေးပါလည်းတချို့ကမကြော်နိုင်ဘူးပေါ့ဆိုတော့အဲ့ဒါကြီးကိုတဒိုင်းအရန်ကြီးတယ်အရန်ထူတယ်ထင်ပြီးတော့မှလေအဲ့ဖြူဖို့မစင်စားတော့ဘူးနော်ကျွန်တော်တို့ကျတော့တဒိုင်းပပလေးလူထင်ရတယ်ခါလီ55မိနစ်မိနစ်20လောက်စကားပြောရင်တော့မှကိုဘက်ကိုပါလာနေတဲ့လူတွေရှိတယ်နော်အဲ့လူတွေရှိတယ်ဆက်မလို့ကျွန်တော်ကဟိုဘယ်လိုပြောမလဲ ဟိုမပြောင်းလူတိုင်းဒီပြောင်းလဲနိုင်နိုင်တယ်ဆိုတာကိုယုံကြည်တယ်လေအဲ့တော့ကိုယ့်စီရောက်မှတော့ပြောင်းလဲအောင်လုပ်ယူရမှာကိုယ်တောင်းဝင်လေဟုတ်ဟုတ်ဟမ်လားလှုပ်ဖို့မကြိုးစားဘဲနဲ့ဒါသူတို့လူပါပဲဆိုပြီးတော့တစ်ချိန်လုံးပဲဒီမျက်လုံးကနေဒီမျက်မှန်ကြီးတက်ပြီးတော့မချွတ်တော့ဘူးဆိုရင်တော့ဒီတိုင်းပဲရှိနေမှာပေါ့အဲ့ဒီလူတွေကပေါ့နော်အခုစီရီယံတွေအများကြီးပဲလေစီရီယံဆိုလည်းထွန်းနီလကောင်းပါပဲကျွန်တော်တို့ကဟိုလူတွေကပြောတယ်တန်တရားရှိတယ်မယုံရအောင်ဘာဖြစ်နေရလဲကျွန်တော်တို့ကယုံတယ် ဆောင်လို့ရေယုံကြည်ကြီးနေမယ်သူတို့အခုချိန်ကြီးကျွန်တော်လက်တွေ့တယ်လူတွေစိတ်သက်သာစရာပြောတယ်တချို့ဆိုထွက်ပြေးကြလည်းရှိတယ်နော်ပြေးလို့ပြေးပြေးပြီပေါ့မပြေးသေးလို့လူကတော့အော်မပြေးသေးဘူးဆိုပြီးမှကျွန်တော်တို့ကတောင်းရှိတယ်နော်အဲ့လူတွေအငြင်းညာဆုံးနေကျွန်တော်ထိုက်ရမှာပဲနော်တလိုင်းကလာမှာတော့ညမျိုးစုံသုံးရပါဘူး။ညမျိုးစုံသုံးရပါဘူး။အာအများကြီးတော့စဉ်းစားရတာပေါ့နော်။ဟုတ်။မိုက်တယ်မိုက်တယ်ဆက်ပါလား။